ွဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့အမျိုးသားအင်ကာတကယ်ကြေးထွားလို့ရလားဆိုတဲ့ကောင်းစဉ်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်နော်အမျိုးသားအင်ကာကြေးထွားမှုအတွက်အမျိုးသားတို့ရဲ့အိမ်မက်ပဲဖြစ်ပါတယ်အဲ့တော့တို့တို့အနည်းမျိုးစုံနဲ့စူးစမ်းကြပါတယ်ယောက်ျားလေးတော်တော်များများရဲ့အစံတဖြစ်ပါတယ်တို့တို့ကြိုးလဲစူးစမ်းပါတယ်ဘီလူနီးနဲ့စူးစမ်းကြလဲဆိုတော့နီလန်းတွေတော့အများကြီးရှိတယ်အဲ့ဒီတော့လီဂျင်တဲ့နီလန်းတုံးဖို့ကိုထိရောက်မှုတကယ်ရှိလားအဲ့ဒါကိုပြောပြပေးသွားမှာဖြစ်ပါတယ်နော် ပုံမှန်ဆိုလို့ရှိရင်အမျိုးသားတယောက်ရဲ့အရွယ်အစားကသတ်မှတ်ထားတာရှိတယ်။ကိုယ့်ရဲ့ဒီတာပေါ်မူတည်ပြီးတော့နိုင်ငံတနိုင်ငံနဲ့မတူကြဘူးပေါ့နော်။ခြုံပြီးတော့ပြောမယ်ဆိုလို့ရှိရင်အမျိုးသားတယောက်ရဲ့အင်္ဂါကအများအပြားတော့ပုံမှန်အရွယ်အစားထဲမှာအကျုံးဝင်ပါတယ်။အတိအကျတော့မပြောတော့ပါဘူးနော်။အထူးကပုံမှန်ရှိတင်ရှိထိုက်တဲ့အရွယ်အစားတိုင်းမှာအကျုံးဝင်ပါတယ်။အမျိုးသားတွေနေနဲ့ဘာပြဿနာတက်လဲဆိုတော့ဆိုတော့ကိုယ့်ရဲ့အရွယ်အစားကိုတခြားနိုင်ငံတွေနဲ့တွားနိုင်ရှင်ပါတယ်ပေါ့နော်။ တခြားနိုင်ငံတွေရဲ့တန်မထားတာကတော့ဒီ site ဆိုရင်ကိုယ့်အတွက်ဒီ site တော့ဖြစ်ချင်မှဖြစ်မှလေကိုကတို့တို့နဲ့နိုင်ရှင်ပြီးတော့ငါရဲ့အင်္ကာလေးကတီးနေလားဆိုပြီးတော့စိတ်တကြကြတယ်တကယ်တမ်းအဖြစ်တော့ကိုယ့်ရဲ့အမျိုးသားအင်္ကာကအများအဖြစ်ပုံမှန်အရွယ်အစားထဲမှာရှိတယ်ကျွန်တော်တို့ကတော့တီးတယ်ဆိုတာဘယ်လိုတတ်မှတ်လဲဆိုလို့ရှိရင်တော်တော်လေးကိုတီးမှလားအရွယ်အစားကတီးတယ်လို့တတ်မှတ်ပါတယ်နော်အဲ့လိုမျိုးပြောဖို့အတွက်ဆိုလို့ရှိရင်တော်တော်တီးရပါတယ်နော် နက်နက်မှလောက်ရှိမှအဲ့ဒီအဲ့လောက်ကို ပြောတာဖြစ်ပါတယ်ပုံမှန်အရွယ်အစားရှိတာကတော့ပြည့်တနာမရှိပါဘူးเนาะကိုယ့်ရဲ့အရွယ်အစားကပုံမှန်ထဲမှာရှိကောင်းရှိနေမှာဖြစ်ပါတယ်ဒါပေမဲ့သူတို့ကမကြည်နဲ့ကြဘူးမဖြစ်လို့လဲဆိုတော့အမျိုးသားအင်္ဂါကြီးထွားအောင်နှီးမျိုးစုံနဲ့လေ့ကျင့်ကြတယ်အဲ့ဒီထဲမှာတုံးကြတဲ့နီလန်တုံးခုရှိတယ်အဲ့ဒီတုံးခုလေးကိုပြောပြပေးတော့မှာဖြစ်ပါတယ်ပထမအချက်ကတော့ ပထမနီလန်ကတော့ပြောင်းဆွဲတာပဲဖြစ်ပါတယ်။ပြောင်းဆွဲတဲ့အခါမျိုးမှာပြည်တနာပါရှိလဲဆိုတော့အမျိုးသားတွေကအယမ်းစိတ်ဆန္ဒပြင်းထန်တယ်။အဲတော့ကြည်ချင်တာများပြီးတော့ပြောင်းကိုအလိုအကျွမ်းအသုံးပြုတဲ့အခါဘာဖြစ်လဲဆိုတော့အမျိုးသားအင်ကာအခက်မတင်လို့ရှိရင်ပျက်စီးတတ်တယ်။အမျိုးသားအင်ကာမှာရှိတဲ့တ िश ူးလေးတွေသွေးကြောလေးတွေကိုပျက်စီးတတ်ပါတယ်နော်။ ။မဖြစ်လို့လဲဆိုတော့ပြောင်းဆွဲတာကအမျိုးသားအင်္ဂါကအချိန်တဖို့ကြအောင်ဆွဲထုတ်ထားတာဖြစ်ပါတယ်။အချိန်ကခဏလေးပဲဆိုတော့ပြဿနာမရှိပါဘူးနော်။ဒါပေမဲ့အဲ့လိုမဟုတ်ပဲနဲ့ကြည့်ချင်တာတွေများပြီးတော့နာယူဝက်လောက်တနာရီလောက်ဆိုရင်တော့တေချာပါတယ်။အမျိုးသားအင်္ဂါသွေးကြောတွေတ िश ူလေးတွေကိုပြည့်စည်မှာပဲဖြစ်ပါတယ်။နောက်တစ်ခုတိပါနေကြလိလာမှုတွေအရာဆိုလို့ရှိရင်အဲ့လိုမျိုးလုပ်တာကတကယ်တမ်းမကြည့်ထွားပါဘူးเนาะ ဒါပေမဲ့အစပိုင်းမှာတော့ဘယ်လိုဖြစ်လဲဆိုလို့ရှိရင်ဆွဲထုတ်လိုက်တဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ကြည့်အောင်ဖြစ်တယ်ပေါ့နော်ပြီးတော့သူ့ပုံမှာအတိုင်းပဲပြန်ပုံမှာ site ပဲဖြစ်ပါတယ်နံပါတ်1ချက်အနေနဲ့ဒုတိယချက်အနေနဲ့အမျိုးသားအင်္ဂါကိုနုံငစ်တယ်လို့ဆွဲစန္ဒာဖြစ်ပါတယ်အဲ့တော့ဘယ်လိုလုပ်ကြတာလဲဆိုတော့အမျိုးသားအင်္ဂါအရင်ကနေပြီးတော့အထိတ်ကိုနုံငစ်တယ်လို့ဆွဲစန္ဒာပြီးတော့ငစ်လာတာပဲဖြစ်ပါတယ်အဲ့တော့အဲ့ဒါကတော့ရှီး ဒုံကအုံတဲ့နေလန်ပဲဖြစ်ပါတယ်။ဘိုးတို့ကတော့အစဉ်ပြေတယ်ကြီးထွားတယ်ပေါ့နော်။ဒါပေမဲ့ဒီနေ့ရခိုခင်မှာသိပ္ပံနေကြအရာလိလာတဲ့အခါကြီးထွားမှုကိုမဖြစ်စေဘူးတဲ့နော်။အားမရလို့ရှိရင်အင်္ဂါပစ္စည်းတာကျိုးသွားတာမျိုးဖြစ်တတ်ပါတယ်။တတိယချက်အနေနဲ့ခဲဆွဲတဲ့ပုံစံမျိုးပေါ့။ပစ္စည်းကရိယာလေးနဲ့အမျိုးသားအင်္ဂါဆွဲဆန်းတာမျိုးပဲဖြစ်ပါတယ်။ဒေါင်လေးနဲ့ထောက်တာပေါ့နော်။အဲ့ဒီနေလန်လဲ အဲ့လိုပါပဲတချို့လေလာချက်တွေအရဆိုရင်သိပ္ပံနေကြလေလာမှုအရဆိုရင်တချို့တွေမှာတော့အစင်ပြီးတယ်ရှီတယ်ကြီးထွားတယ်ပေါ့နော်တချို့သိပ္ပံနေကြလေလာမှုအရဆိုလို့ရှိရင်အကျိုးမရှိဘူးပေါ့နော်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်အခုပြောပြတဲ့နေလန်သုံးခုကတော့အမျိုးသားတွေထင်တယ်လို့ကြီးထွားလာခြင်းမရှိပါဘူးနော်အဲ့တော့နောက်တစ်ခုကတော့အမျိုးသားတွေကုအင်ကအရွယ်စားကပုံမှန်ငါးလက်မဝင်းကျင်လောက်ရှိတယ်ဆိုလို့ရှိရင်ဂျင်းနဲ့လိုက်ပါနော် ဲ့ဒါကမြန်မာအမျိုးသားတွေအတွက်ကတော့ပုံမှန်အရွယ်အစားချင်းမှာပဲပါဝင်တာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့အဲ့လောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်